ရှင်မမြတ်စွာဘုရားကသက္ကာယသက္ကာယနဲ့သုံးနှုန်းပြီးဟောကြားထားတာတွေရှိတယ်တဲ့။ဘာကိုသက္ကာယခေါ်တာလဲဒီမေခွန်းလေးကိုမေးတယ်ပထမဆုံး။အဲဒီမှာဓမ္မဒိနာထေရီမားကလည်းမဆိုင်မတွားပဲ။ဦးတကဝိသခာသက္ကာယဆိုတာတဏှာဒိဋ္ဌိတွေရဲ့ဆွဲလန်းရာ တဏအမြင်နဲ့ချင်းကပ်တဲ့ဒိဋ္ဌိအမြင်နဲ့ချင်းကပ်ပြီးတော့ဆွဲလန်းတဲ့ခန္ဓာ၅ပါးကိုတက္ကရာခေါ်တာပါတဲ့ဓာတုအဖြစ်ပြည့်เนาะအဲ့တော့တရားနာပရိသတ်တွေလည်းဒါမှတ်ထားဖို့ပေါ့တက္ကရာဆိုတာတခြားဟာကိုခေါ်တာမဟုတ်ဘူးတဏရဲ့အာယုံဒိဋ္ဌိရဲ့အာယုံဆွဲလန်းရာဖြစ်တဲ့ခန္ဓာ၅ပါးတဲ့ ရူပခန္ဓာရူပပါဒနဲ့ခန္ဓာဝေရဏုပါဒနဲ့ခန္ဓာသင်ညုပါဒနဲ့ခန္ဓာသင်္ခါရုပါဒနဲ့ခန္ဓာဝိညာဉ်ုပါဒနဲ့ခန္ဓာလို့ခေါ်တယ်။တဏှာအာရဲ့အာယုံဒိဋ္ဌိရဲ့အာယုံဖြစ်တဲ့ခန္ဓာ၅ပါး။အဲ့ဒီခန္ဓာ၅ပါးကိုတက်ကံရလို့ခေါ်တယ်လို့ဆို။သူဩတက်ကံရတော့သူရှင်းရှင်းသိသားပဲ။ဆိုပြီးတော့ဆက်မေးတယ်အဲ့ဒါနဲ့ပတ်သက် ဒါဖြင့်ရှင်မရေတဲ့တက္ကာယသမှုရေတက္ကာယဖြစ်ချောင်းတရားဆိုတာကိုဘာကိုပြောတာတော့ဓမ္မရိနာဖြစ်တဲ့ဓမ္မဆက်ကြတဲ့အတိုင်းပဲယယန္တနာပောနုဘဝိကနန္ဒီရာဂသဟကတာတတရတတရဘိနန္ဒီနိတေယတိတံကာမတဏဘဝတဏဝိဘဝတဏဘဝတခုကိုဖြစ်စေတတ်တယ် ဘဝတစ်ခုကိုထုံးလုပ်ပြီးတော့နှစ်သက်မှုဆွဲလန်းမှုနဲ့အတူတကွဖြစ်ပြီးဘယ်အာယုံပဲဖြစ်ဖြစ်တွေ့ရာ တွေ့ရာကိုကြိုက်နှစ်သက်တတ်တဲ့တဏှာကိုပဲသက်ကာယသမှုရိယဟောဒီသက်ကာယဆိုတဲ့ခန္ဓာ၅ပါးကိုထတလဲလဲဖြစ်နေအောင်လုပ်တဲ့တရားဆိုတာတခြားမဟုတ်ပါဘူးတဲ့တဏှာကိုပြောတာပါ အဲ့ဒီတဏှာဟာကာမတဏှာဘဝတဏှာဝိဘဝတဏှာလို့သုံးမျိုးခွဲထားတာကာမတဏှာဆိုတာကာမဂုဏ်အာယုန်နေနဲ့ပတ်သက်ပြီးတော့လိုချင်တတ်မဲ့တာဘဝတဏှာဆိုတာကာမဂုဏ်အာယုန်ဒီအပေါ်မှာမှားရွံ့တဲ့အမြင်ကလေးနဲ့သာဝရမြဲတဲ့အရာလို့ထင်မှတ်ပြီးတော့တွေ့တာတာဘဝတဏှာဝိဘဝတဏှာဆိုတာအဲ့ဒီကာမဂုဏ်အာယုန်တွေကိုပဲဟို တဘောကတခါပဲပြီးရင်ပြတ်တာပဲလို့ဆိုတဲ့အတွေးဥစေရာဒိဋ္ဌိအတွေးနဲ့တွေ့တာလားဩတဏ္ဏနဲ့ဒိဋ္ဌိဟာအဓိကဖြစ်တာဟုတ်ဒါကြောင့်မလို့အဲ့ဒီတဏ္ဏ၃မျိုးတန်တတဒိဋ္ဌိနဲ့ရှင်တွဲလာတဲ့တဏ္ဏကဘဝတဏ္ဏဥစေရာဒိဋ္ဌိနဲ့ရှင်တွဲလာတဲ့တဏ္ဏကဝိဘဝတဏ္ဏအဲ့ဒီဝိဘဝဆိုတာလဲတဏ္ဏပဲတဏ္ဏတစ်မျိုးပဲ ထာဝရဖြစ်ချင်းနေတာတန်တရာဝတ်ထဲမှာထာဝရဖြစ်ချင်းနေတာဘဝတဏအေးဘဝဆိုတာပြီးပြီးတာပဲဆိုတာကဝိဘဝတဏပေါ့ပြတ်သွားတာကိုသဘောကျတာဝိဘဝတဏအဲ့ဒီတဏ၃မျိုးဟာတက္ကရာဆိုတဲ့ဥပါရณะခန္ဓာကိုဖြစ်စေတတ်တဲ့တရားပါလို့ဒီလိုဖြေတော့ဩဒီအဖြေလည်းမှန်သွားတယ်ကျင့်တတ်တယ် တတိယမေကွန်းတစ်ခုဆက်မေးတယ်သက်ကာယនិရောဓအဲ့ဒီဥပါရณะခန္ဓာကြီးရဲ့ချုပ်ငိမ့်သွားတာအစင်သာဝရငိမ့်သွားတဲ့နေရာကဘာလဲလို့ဆိုတော့အစင်သာဝရချုပ်ငိမ့်တာဘာလဲလို့ဆိုရင်တဏှာချုပ်ငိမ့်မှသက်ကာယချုပ်ငိမ့်မှဖြစ်တယ်မြတ်စွာဘုရားဓမ္မစကြာမှာဟောတဲ့အတိုင်းယောတ္တာယေဝတဏှာယအတိတဝိရာကនិရောဓော စာကောပฏิနေတဲ့ကောမုတ်တိအနာလျုံဒါကအကြောင်းဘက်ကဖြေတာနော်အကြောင်းဘက်ကဖြေတာအကယ်၍အကြောင်းဘက်ကမဖြေဘဲနဲ့ဆိုရင်အကြောင်းမချုပ်ဘဲနဲ့အကျိုးရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါက်သွားတယ်ရသော်ဘုရားကဒီသက္ကံရနိရောဓဆိုတာနိဗ္ဗာန်ကိုပဲပြောတာသို့တော်ထိုနိဗ္ဗာန်ဆိုတာကို ။ဘာချုပ်မှရတာတုံးဆိုတက္ကာယသမှုရိယလို့ခေါ်တဲ့တဏှာချုပ်ငိမ့်မှရနိုင်တယ်။အကြောင်းဖြတ်မှအကျိုးရမယ်။ဟုတ်ကလား။ဒါကြောင့်မို့တက္ကာယនិရောဓဆိုတဲ့ဒီဥပါရณะခန္ဓာကြီးလုံးဝချုပ်ငိမ့်သွားတယ်ဆိုတော့ဥပါရณะခန္ဓာကြီးကိုထုတ်လုံနေတဲ့တဏှာချုပ်ငိမ့်မှသာလင်သူကချုပ်ငိမ့်မှာဟုတ်အကြောင်းရှိနေသေးတယ်များဒီအကျိုးကဆက်နေဦးမှာဒါကြောင့်မို့အဲ့ဒီ တက္ကရာကိုထုတ်လုံနေတဲ့တဏှာရဲ့လုံးဝအပြည့်သက်ချုပ်ငိမ့်သွားတာကိုတက္ကရာနိရောဓလို့ခေါ်ပါတယ်။ဟောဒီအဖြေလည်းပဲလုံးဝမှန်းနေတယ်။ဟောနောက်ဆက်ပြီးတော့မေးတယ်။ဒါဖြင့်အဲ့ဒီလိုလုံးဝချုပ်ငိမ့်သွားအောင်ဘာကျင့်ရမှာလဲ။အကျင့်မှမေးတာဘာကျင့်ရမှာမကျင့်မဲနဲ့တော့ဘာမှရလာမှာမဟုတ်ဘူး။အဲ့ဒီတော့ ကျင့်ရမယ်ဆိုတာတခြားမဟုတ်ပါဘူးတဲ့မြင့်မြတ်တဲ့အင်္ဂါ၈ပါးနဲ့ပြည့်စုံတဲ့မေခင်၈ပါးအကျင့်တရားကိုပဲကျင့်ရမှာပါသစ္စာ၄ပါးကိုမေ့ဖြေတဲ့သဘောပဲဒီမေ့ဖြေတွေကဘယ်ပုဂ္ဂိုလ်တွေမှရှင်းရှင်းလင်းလင်းဖြေနိုင်တုံးဆိုသောတပန်ဖြစ်တဲ့ပုဂ္ဂိုလ်မှရှင်းရှင်းလင်းလင်းဖြေနိုင်တာဟုတ်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေကစာပေရ သိထားလို့ရှင်စာရဖြေကောင်းဖြေလိမ့်မယ်တောတဗံပုဂ္ဂိုလ်ကြတော့သူညာနဲ့သိတဲ့အသိရှင်းရှင်းလင်းလင်းမြင်နေတာဒီတိုင်းပဲဆိုတာကိုရှင်းဒီမိကွန်းလေးခုကဝိသကသထေကြီးကဓမ္မဒိဏဟာတောတဗံများဖြစ်ပြီလားတရားဥတရားများရပလားဆိုတဲ့မမေးပဲနဲ့သိရမယ်မိကွန်းကိုမေးလိုက်တာပဲဒါ